မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဤကကနိဘတ်တဲ့ကနံပါတ်69ပရောဒဟတာဆက်တော်အကြောင်းဖျက်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့တပည့်တထောင်ကျော်တို့တွင်ဆရာပြောကြားတော်တရားကိုတည်တည်ဖြစ်ချီးမွမ်းခြင်းခံရတော်ပညာရှိအကြောင်းကိုအပါအတိုင်းဖျက်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နလူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေဒဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ယဟန်တို့၏တရားတပင်ဝယ် ်ငါရှင်တို့မြတ်စွာဘုရားကျင့်ဟောထားသောတရားတော်ကိုတရားစစ်သူကြီးဖြစ်သောတာရိပုတ္တရာသည် အကျေဟောနိုင်သည်ဟု ရှင်တာရိပုတ္တရာဂုံကျေးစုကိုကြီးကျူး၍နေခိုင်မြတ်စွာဘုရားကြွလာတော်မူကယဟန်တို့တာရိပုတ္တရာသည်ယခုအခါ၌သာငါဘုရားအကျင့်ဟောထားသောတရားကိုအကျေဟောနိုင်နေမဟုတ်ရှိအခါ၌လည်းဟောနိုင်ပြီဟုမိတော်မူကအောက်ပါအသေးစက်ကိုဆုံတော်မူသည် လလေပြီးသောအခါဗာရဏတိပြည်ဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းတည်ဩဒိစပုံနာမျိုး၌ဖြစ်၍အွေရောက်ခြင်းတက္ကရပြည်တို့တွားကအသက်ပညာသင်ပြီးလျင်ကာမဂုဏ်တို့ကိုပယ်ခွာ၍ယတိဟံပြုကအဘိညာဉ်၅ပါးဓမ္မဘက်၈ပါးကိုဖြစ်စေလျက်ဟိမွန္တာရဲ့၌တပည့်900ချင်းရဲ့လျက်နေလေ၏တပည့်ကြီးဖြစ်တော်ရတိသည် မိုးတွင်အခါထဝမြတော်ရေတိတို့ကိုခေါ်၍အချင်းစားမိဝဲအံ့တော်ငါလူတို့နေရာတို့သွားလိမ့်ဤထိုအခါယတိကြီးလည်းသုတေကဏီချင်းတို့ရောက်လက်တော်တပည့်ယတိတို့သည်ဆရာကြီးတန်စီဝေးကြလျက်ဆရာယတိကြီးအားဆရာကြီးအဘေတရားထုကိုရပါသည်ဟုမိကြကုန်၏ဆရာယတိကြီးကနတိကင်စီကိုပြောဆို၍သုတေပြီးလျင်အဘဒရာမြမဘုံ၌ဖြစ်လေ၏ နိယတဗျာဒိတ်ခံပြီးအလောင်းတော်တို့မှအရူပတမဘက်ကိုရတော်လဲမလားအပ်တော်အယက်38ပါအပါဝင်ဖြစ်၍အရူပဘုံ၌မဖြစ်ကြကုန်တပည့်ရတိတို့လည်းနတိကိဉ္စီဟူတော်ဆရာကြီးစကားအနတ်သိပ္ပေကို နားမလဲကြပဲငါတို့ဆရာကြီးကရအပ်တော်တရားထူးမရှိဟု ယူဆပြီးလျင်တကြိုရာတုတ်တံဝဲပူဇော်တက်ကာယကို မပြုကြကုန်၏ လူတို့နေရာတို့သွားနေတော့တပည့်ရဲ့တေးကြီးလာတော့အခါတပည့်တို့အားငါရှင်တို့ဆရာရဲ့တေးကြီးဗမာနီဟုမေး၏အရှင်ဘုရားသုတေခဲ့ပါဘီဟုပြော၏ငါရှင်တို့ဆရာရဲ့တေးကြီးရဲ့တော်တရားထုကိုမေးလိုက်ကြ၏လို့ဟုမေး၏အရှင်ဘုရားမေးလိုက်ကြပါသည်မေးတော့အခါဆရာကြီးကနတ်တိကင်စီဟုပြောသွားပါသည်တို့အတွက်ကျွန်ုပ်တို့သည်ငါတို့ဆရာကြီးကရအပ်တော်တရားထုမရှိဟု ယူဆကြကား ူဇော်တက္ကာရကိုမပြုကြပါကုန်။ငါရှင်တို့တင်တို့ကဆရာကြီးပြောဆိုတော်စကားဤအနက်ဒိဗေကို နားမလဲကြကုန်။ငါတို့ဆရာကြီးကအာကိန်စညာရဲ့ဒနသမဘက်ကိုရာခဲ့တယ်ဟုပြောလေ၏။တပည့်ရတိတို့သည်တပည့်ကြီးရတိကအဖန်ဖန်ပြောတော်လဲမယုံကြည်ကြကုန်။သူကဆရာရတိကြီးသည်ထိုเจ้าကိုတည်၍မိမိနေရာအဘဒရာမြမပုံမှစင်တက်လာပြီးရင်ယတိကြောင်းဝိုင်းအပြင်ကောင်းကင်၌ ကြီးစွာသောတကူအာနုဘောဖြစ်ရက်လျက်တပည့်တို့ပညာမရှိသောသူတထောင်တို့အနှစ်တရာငိုကြွေးနေကြညာလေငါစကား၏အနတ္တိပဲအကျိုးအကြောင်းကိုတိကျမည်မဟုတ်ပညာရှိသောငါတပည့်ကြီးတယောက်သာအနတ္တိပဲအကြောင်းအကျိုးကိုသိပေသည်တို့တော်ငါတပည့်ကြီးကလူတထောင်တို့ထက်မြတ်၏ဟုတပည့်ကြီးပညာအမှုဘောကိုချီးကျူးကတရားဟောပြ၍ တပည့်ရတဲ့အပေါင်းတို့ကိုတည်စေပြီးလျင်မိမိနေရာမြမပြည်တို့ ပြန်လေ၏တပည့်ရတဲ့တို့လည်းမရုတ်တော်ဇန်တမာပတ်ရှိသည်ဖြစ်၍သူတည်သောအခါမြမပြည်တို့လာကြရကုန်၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပန်နတန်သောဝုထုတို့ကိုလူတန်တွေဆက်ဆက်တော်မူလျက်ယဟန်တို့သူအခါတပည့်ရတဲ့ကြီးသည်ယခုအခါတာရိဘုဒ္ဓရာဆရာကြီးဖြစ်သောမဟာမြတ်မာသည်ငါဖျားပြစ်လာပြီဟု ဇက်ကိုပေါင်းတော်မူသည်ပရောတဟတဇက်တော်ဤတွင်ပြီးဤအခုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။